ရံမွေပြီးတော့မှတန့်ရှင်တဲ့ပယ်ရီချင်လုံးကြီးကိုဒီဗီဒီယိုမှာပြသပေးသွားပါမယ်။အရင်ဦးဆုံးအနေနဲ့ကျမတို့ပလင်းကိုပိုတက်ပေးရပါမယ်။ကျမနေတိုင်းလုံးမယ်ဆိုလို့ရှိရင်နစ်ချီထားခံပါတယ်။ရေတိချာစာဆေးပြီးတော့မှရေစစ်ထားတဲ့ပယ်ရီတွေကိုကျမတို့ပလင်းနဲ့ထည့်ပါမယ်။ဒီညမှာရေစစ်ဖို့လိုပါတယ်နော်။ထက်ချောက်ကလေးဖြစ်ဖို့လိုတယ်။ပြီးသွားတဲ့ဆိုလို့ရှိရင်တော့ကျမတို့စားခဲထည့်ပါမယ်။တခြားမိမိတိုင်းနဲ့တက်တဲ့အသီးတွေရှိရင်လည်းထည့်လို့ရပါဒါကတော့ apple cider vinegar ထည့်ပါတယ်။တခြားအသီးနဲ့လောက်ထားတဲ့ Stephanie ကရှင်လဲထည့်လို့ရပါတယ်ရေနွေးအပူထည့်ပါမယ်အေးခံစရာမလိုပါဘူးပူပူလေးကိုလောင်းထည့်ပါမယ်ဖြည်းဖြည်းချင်းလောင်းထည့်ပါနော်ကျမတို့လောင်းထည့်တာတအားကျန်သွားတဲ့ခါဆိုလို့ရှိရင်ပလင်းတွေကွဲတက်ပါတယ်ဒီနီးကတော့တူရကီနီးဖြစ်ပါတယ်ဒီနီးတိုင်းလိုက်လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ခြင်ဘက်စိန်ထားတဲ့အသီးရွက်တွေကအရန်မွေးပြီးတော့မှချွတ်ချွတ်ကလေးနဲ့စားလို့အရန်ကောင်းပါတယ်ရှင် ပြီးသွားရင်တော့ကျမတို့အားလုံးကိုတရားရဲကြတော့အောင်လို့နည်းနည်းလေးလှုပ်ပေးလိုက်မယ်နော်အရင်နည်းနည်းပဲပြီးရင်တော့လီလုံအောင်ထားရပါမယ်စ ိန်ထားတဲ့ပလင်းတွေကိုလီလွန်အောင်ထားမယ်ဆိုလို့ရှိရင်တော့နှစ်ချီခံပါတယ်။ဒါ့ပြင်မဲ့ဖွင့်ပြီးတော့မှစားသုံးလိုက်ပြီဆိုလို့ရှိရင်တော့၃ရက်ကနေတစ်ပတ်အတွင်းကုန်စားပြရပါမယ်ရှင်။အားလုံးပဲပြန်လုပ်ကြည့်ကြပါအဆင်ပြေကြပါစေရှင်။ကျေးဇူးပါ။ Bye bye ။